အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ခုပြောချင်တာကတော့တော်ပါဘောနော်မြမအမျိုးသမီးလက်ရည်တင်တင်ပေါ့နော်စီကိန်းတွေပဒနာလူစင်ရင်ခက်လာပြီဗောနော်အဲ့မှာမနေ့ကအင်တာဗျူးတစ်ခုကြည့်လိုက်အမှလင်းမြင့်မှုအင်တာဗျူးလေးကြည့်လိုက်စိတ်ထဲလည်းမကောင်းပါဘူးဗောနော်အဲ့ဒါလေးဗောနော်အဲ့ဒါလေးကိုကျွန်တော်နေ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 ပြောချင်တယ်ဘီဟွာဘောနော်ဒီစီအောင်ရွေးတာတွေရောဤသက်ဖြူကိုရွေးတာတွေရောပြောနေတာတွေ့လို့ဘောနော်ကျွန်တော်အမြင်နည်းနည်းလေးပြောချင်တယ် the defender, PK. ပထမဆုံးဒီစီအောင်ကြောင်းပြောအောင်ပေါ့နော်ဒီစီအောင်ကောင်းပါလေဗျဘယ်လိုလဲဆိုသူပရှင်ရှိပါတယ်ဟိုပိသက်တွေအများစုပြောနေကြတယ်ပဲများတယ်သွားတော့ဟုတ်တယ်ဗျကျွန်တော်လည်းသူကိုယ်မှန်နေစီကိုသွားပြောခြေသန်းကောင်းပါလေပေါ့နော်ဟိုပဲများတာလေးရှော့ရင်ကောင်းပါလေလို့တော့ကျွန်တော်သွားပြောဘူးလေဗျအဲဒါပေမဲ့ဗျကျွန်တော်က ယူနစက်ဗန်ဝဲကိုကြည်လိုက်တော့ဒီစီအောင်ရဲ့ဒီကွင်းလေရီမှာထိန်းချောင်းနိုင်တာသဘောကျဗာဖြစ်လို့လဲဆိုတော့ဟိုသူ့သဘောကျတာဆိုရတယ်ဗျာသူ့စောင့်ကြည့်နေတာဗျာဘယ်လိုလဲဆိုတော့ဖြူလုံးလို့နော်ကြီးလို့ခင်မမို့ထွန်းလို့နဲ့သူတွဲဆိုရမယ်ဗျာအဲ့ချိန်မှာသူဘလောက်ထိကိုကောင်းလောက်ပြနိုင်မလဲဆိုတာဟိုကျွန်တော်ကဟိုပါဘောဟိုစောင့်ကြည့်နေတယ်ဗောနော် ီလိုမျိုးဖြူလုံးလို့နော်ကြီးတို့ဒီခမုံမထွန်းတို့ဒီနာမည်ကြီးကစားသမားတွေတကယ်စကီးလေကောင်းတယ်စိတ်တက်လေကောင်းတယ်ကစားသမားတွေ ਨੇ တွဲဆော်တာဟိုမှသူကဒီပြိတ္တအများစုဝေဖန်နေတယ်လို့ဆက်ပြီးတော့ပဲဘယ်များနေဦးမယ်ဆိုရင်တော့သူရဲ့ရှေ့လျှောက်ဘုံသမားဘွားတိတ်ဟိုထိုက်တဲ့လောက်အောင်မြင်မှုရမယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဒီတော့နောက်ထပ်တစ်ယောက်ပေါ့နော်ကျွန်တော်ဣသက်ဖြူဟိုဗရဏလူကင်းမှာထည့်အကြောင်းကြီး ျွန်တော်ပြောကြအောင်ပေါ့နော်။ကောင်းပါရဲ့။ဟိုဒီလေးကိုရွေးခေါ်သွားတာမဟုတ်ဘူးနဲ့ဗျာ။ဒီဒီလိုမျိုးပိုတန်ရှယ်ရှိရဲ့ကလေးတယောက်ကိုဟိုအတင်းကြီးမှာဘလူးလေးကျင်နေလေရွေးတင်ကြီးမှာဘလူးလေးကျင်နေတဲ့ training အတွေ့အကြုံတွေအများကြီးရသွားတာပေါ့နော်။တစားစားရသွားအောင်ခေါ်သွားတာကောင်းပါရဲ့။ကောင်းပါနောက်ပြီးတော့ဣသက်ဖြူလေးကကျိုးစားရလေဗျာ။ဒီမှာလိုအပ်နေတာကဘောလုံးပညာပဲဗျာဟို ဒီဘက်တော့ဒီတော့ပါကလေးရင်တက်လာပြီးတော့နောက်ပြီးကလေးကငယ်လေးငယ်ဒီတော့ဗျဟိုကစားရင်တော့ဒီလေးလေးထူးယူးယူးပဲကစားရတာပေါ့နော်။နောက်မှလျှောက်ဆွဲပြီးမယ်ဟိုရှင်းပြီးမယ်ပေါ့နော်ဒီလိုမျိုးတွေပဲကစားရတာဗျတချို့လုံးနေဆိုရင်ကျွန်တော်ကြည်နေလုံးနေမှာဟိုအိန္ဒိယနယ်ပွဲမှာဆိုရင်ဟိုသူ့ရဲ့ဒီပါနမူမရှိလို့ပေါ့နော်။ဘင်နန်ဒီမရလိုက်တဲ့အလုံးတွေကျွန်တော်တွေ့ရတယ်ဗျဘယ်လိုမျိုးလေးလဲဆိုတော့ ဟိုသူကဘောလုံးကိုပဲယူခြင်းနဲ့စိတ်ပဲရှိရပြတကယ်တမ်းအိန္ဒိယကစားသမားကလည်းသူ့ကိုအိုင်လုံးဘောလုံးဖြတ်မယ်ဆိုရင်ညဆိုဒီလို slide ဖူးပြီးဖြတ်မှရမယ်ဗျာဟိုအလုံးမှမီမကန်းဖြတ်မှရမယ်အလုံးကိုရှိရဗျအဲ့ဒါကိုသူကလည်းဘောလုံးကိုပဲမင်းနေရဗျတကယ်တမ်းဆိုသူရဲ့ဟိုဘဲချီလေးနဲ့ပေါ့နော်ဘောလုံးကဟိုတစ်ဖက်သင်းရဲ့ဝင်းလာမဲ့ခြေတော့ကိုကာလိုက်အိုင်လုံးကကျင်းစီပေါ့ ဟိုပင်နယ်တီရရယ်ကအဲ့ဒါဟိုအဲ့ရကို तू မလုတ်ခဲဘူးဗောနော်ဟိုကျွန်တော်ပြောချင်တာအဲ့လိုဗျာ तू ကဒီလိုဘောလုံးအုံနောက်လေးနည်းနည်းလိုသီးတယ်ဗောနော်ဟိုသူ့ရဲ့ကြိုးစားမှုကြီးဟိုအသိပေါ်ထားတဲ့စိတ်ကြီးကတော့100%ကျွန်တော်ယုံနေသူစိတ်တက်လေးကောင်းတယ်ဗျာတူးသားတယ်ဟို100%ယုံတယ်ဗောနော်ဟိုတချို့ပိတ်သက်ကြီးပြောနေတယ်လို့ဗောနော်ဟိုဣသက်ဖြူကိုဘာလို့ကြီးလာလဲဒီဘာတွေဟိုကြတော့ မကောင်းဘောเนาะဒါလည်းဒီလင်းမြင့်မှုမပါလို့ဟိုနောက်ဆက်တွဲအဖက်ဘောเนาะအဲ့လိုဖြစ်သွားတာဘောเนาะနောက်တစ်ယောက်ပဲဟိုကျွန်တော်ဟိုရင်းနှွှင်းရင်ကြောင်းလေးပြောမယ်ဗျာเนาะတစ်ဆက်တည်းရင်းနှွှင်းရင်ကြောင်းလေးပါထည့်ပြောဟိုရင်းနှွှင်းရင်ပါကြတော့ကျွန်တော်လည်းမကြက်ဘူးဗျာဘာဖြစ်လို့လဲဆိုတော့ရင်းနှွှင်းရင်ကိုကျွန်တော်ကြည်နေရကကြာပြီဗျာဘယ်လိုလဲဆိုတော့ U20 ပွဲလေးကြီးတယ်ဒီ ISB ပွဲလေးလည်းကျွန်တော်ကြည်တယ်ရင်းနှွှင်းရင်က အဆင်မပြေပါဘူးဒီလိုမျိုးပွဲကြီးတွေမှာကံရလောက်အောင်အထိအဆင်မပြေဘူးဗျာနောက်ပြီးဒီမြမလက်ရွေးစင်အတင်းကြီးမှာပါရလောက်အောင်အထိကိုသူကအဆင်မပြေဘူးဗျာသူကံတဲ့ညာက SB မှာတစ်ခါလေအထောင်ကံတာတစ်ခါလေအတက်ကိမီဖီလာမသိဘူးအဲ့လိုကံတာပေါ့နော်ယူ20ပွဲတုန်းကလေသူကအတင်းကောင်းဆောင်ဗျာဟိုဒါပေမဲ့မှတ်မှတ်ရသူပြောစရာသူ့တွေပြောစရာတခုရှိတာကဟိုပါပဲရှိတယ် ဗာလဲ free kick and diet ကိုဝင်သွားတဲ့အလုံးအဲ့တလုံးမဲ့ပြောစရာရှိရဗျာသူ့အသင်းကောင်းဆောင်ပေးထားတဲ့ဟိုဘာအသင်းကိုဘာမှလည်းဥူးဆောင်ဥူးဆောင်ပြီးတော့လုတ်ပြီးခဲ့တာတွေမရှိဘူးလားအသင်းသားတွေကိုလှုံ့ဆော်တာတွေမရှိဘူးတကယ်ကျွန်တော်မကြိုက်ဆုံးဆိုဒီအင်ဒိုနီးရှားနဲ့ပွဲမှာနောက်ကလိုက်ပြီးနှလုံးပေးလိုက်ရတယ်ဗျာဒါပေမဲ့အဲ့ပွဲမှာကြည့်လိုက်ဗျာအဲ့ပွဲမှာကြည့်လိုက်မယ်ဆိုရင်ဟို ။ तू อ่ะအသင်းကောင်းဆောင်ပြရပြ။အသင်းသားတွေဒီစိတ်တကြနေအောင်မကြအောင် तू อ่ะဘယ်လိုမှကိုပြိုးနေတဲ့ပုံစံမတွေ့ရဘူးပြ။ပြီးရင် तू อ่ะလည်းကွင်းထဲမှာလာရှိနေ啊။ဒီလူလူဖြစ်သွားပြီးပြ။ तू อ่ะအားဖို့လို့မရတော့ဘူးပြ။ဟိုကိုဖမ်းမှားသွားလို့ဟွဟိုနှလုံးပေးလိုက်ရတယ်ဗောနော်အဲ့လိုချိန်မှာသူတို့ကကိုဖန်းဝယ်အပြစ်တင်ရှင်နေစိတ်တွေရှိနေရဗျတကယ်တမ်းဆိုကျွန်တော်တို့နောက်ပိုင်းကိုသွင်းလို့ရရဗျပြီးခဲ့ 15မိနစ်မိနစ်30လောက်တော့ကျွန်တော်ထိုင်းဝင်ရှိသေးတယ်နဲ့အဲ့ဒါကိုကြိုးကြိုးစားစားမှန်ကန်ကြပါပဲနဲ့ခူဖန်းကိုပဲသူတို့စိတ်ထဲမှာဒီလောက်ညံ့လာဆိုတဲ့စိတ်တွေရှိနေတာပေါ့နော်ဟိုပြည်သူယူနစင်ပြိုင်ဝဲမှာဆိုရင်ကျွန်တော်ရှင်လွင်းကိုအသိကောင်းဆောင်ပေးရတဲ့ဆိုင်ကျွန်တော်အနေနဲ့ဆိုရင်ဒီယူယူနိုင်ကိုပေးမယ်ဗျာယူယူနိုင်ကိုပေးမယ်အာယူယူနိုင်ကိုမပေးဘူးဆိုရင်ကျွန်တော်တို့နန်းချုံမွေးကိုပေးမယ်ဗျာရန်ကုန်နဲ့နန်းချုံမွေးအကြီးလေးလေးရဒီ ရန်ကုန်သင်းမှာတိတ်ပြီးတော့ကျွန်တော်ကြည့်တော့တော့တိတ်မကြိုက်ဘူးဗျာနည်းနည်းကစားတာစိတ်မပါဘူးလို့ပြောလို့ဆိုတယ်ဒါပေမဲ့အဲ့အင်ဒိုနီးရှားနယ်ပွဲမှာသူရုံးသွားတာလေးကတော်တော်မိုက်တယ်ဗျာဟိုနောက်မှအဲ့အင်ဒိုနီးရှားနယ်ပွဲမှာပဲကျွန်တော်သူ့ကိုအရင်တတိထားမိရဗျာဟာဟိုလေကျွန်တော်သူ့ကိုကြားရဗျာသူကဒီဟာနံပါတ်6နဲ့ပေါ့နော်သူကွင်းလယ်မှာဟိုကျွန်တော်တို့တခါမှမမြင်ဘူးလေလို့တော့မှသူ့ကိုတတိထားမိသွားတာပေါ့နော်အဲ့လိုမျိုး တတိထမိသွားပြီးတော့နောက်ပိုင်း interview လေးတစ်ခုတက်လာရဲ့အချိန်မှာအဲသူ့နာမည်လေးကြည့်ပြီးတော့ကျွန်တော်အတစ်တော်ရဲ့ဖိုင်မှာ like ရပြီးတော့သူရန်ကုန်ကပါလာအဲလိုတီးသွားရပါတော့။ပြောပြပြကျွန်တော်တို့လင်းမြမှုရောင်းရင်းနဲ့နောက်ဆုံးပေးလိုက်အောင်။ဒီလင်းမြမှုစီကင်းအမြန်မာမျိုးမိလက်ရည်စင်းနဲ့စီကင်းဒီပမာဏလူစင်းမှာတော့အရေးမခံဘူးပေါ့နော်။အဲဒီကျွန်တော် interview လေးတစ်ခုကြည့်လိုက်တာပေါ့နော်။ဒီ Garmin Sport ကပြူထားတဲ့ interview လေး။ဟိုကမေးလိုက်တာပေါ့နော်။လက်ရှိကစားသမားဘုရားမှာ ရေချင်ရခက်ခဲဆုံးလို့မြည်လိုက်တဲ့အချိန်မှာရင်းမြစ်မောင်ကအခုလက်ရှိအချိန်ကခက်ခဲဆုံးပဲပေါ့နော်သူစီးကိန်းတွေပမာဏလူစင်မှတော့ပါမသွားတဲ့ပေါ့နော်အဲမှာသူဖီယာကဟိုတန်လေးဖြစ်သွားတယ်အချိန်ကျွန်တော်တော့သိမကောင်းဖြစ်မိတယ်ပေါ့နော်ကျွန်တော်ကဒီနှစ်စီးကိန်းကိုအမေပါအရောင်ကျွန်တော်ကနေနေပြင်ဆင်တာဒါမဲ့ပမာဏလည်းကျွန်တော်မပါဘူးမပါဘူးကျွန်တော်နေနေအရင်ခက်ခဲတယ်ပေါ့ဗျာ င်းပြမှာလည်းသူအဲ့လိုပမာဏလူတင်းတာမထင်တာဟိုအကြောင်းပြချက်တခုတော့ရှိပါဘောဗျာဟိုလက်ရှိမှာသူရွေးချယ်ထားတာဆိုရင်ဒီမျိုးမကန်တဲ့ဒီတောင်ပိုင်းတစ်လျှောက်မှာရွှေထွန်းလည်းရှိမှာဗျာရွှေပါခိုင်လည်းရှိမှာဗျာနောက်ပြီးတော့စန်းတော်လည်းရှိမှာဗျာအော်ရုံးဒီလိုင်းလည်းရှိမှာဗျာပြီးရင်အခုဟိုဣသက်ဖြူလေးပါခေါ်ထားတော့ဟိုဒီဆွဲတောင်ပိုင်းတိုက်စစ်အတွက် ပမာဏလူစင်ရလေဟိုတိုက်ဂျမန်တိုက်စစ်တော်ကများပါလို့ဖြစ်ကောင်းဖြစ်မှာပေါ့ဗျာဟိုလင်းမြင့်မူပိုင်ဝင်းသိင်ကြီးတို့နေရာပျောက်သွားမှာပေါ့လေဝင်းသိင်ကြီးတို့နဲ့လင်းမြင့်မူနဲ့ပါဆိုင်လို့ကျွန်တော်ထင်တော့ဒီလင်းမြင့်မူပမာဏလူစင်တော့မပါသွားရတဲ့အကြောင်းရင်းဘယ်လိုလဲဆိုတော့သူ့မှာဒီ highlight ထိုးပြီးတော့လင်းမြင့်မူပါဆိုပြီး highlight ထိုးပြီးတော့ပြတဲ့အပွက်မရှိလို့ပဲလို့ပဲကျွန်တော်ထင်နေဗျာဟိုဘာဖြစ်လို့လဲဆိုတော့ဥပမာပြောရရင်နော် ဒီရုံးရီလိုင်းဆိုရင်ဘုံမကြည့်တတ်တဲ့ပြိသက်တီဆိုသိရဗျဟိုရုံးရီလိုင်းကသူကသားရဲ့ပုံလမ်းဟိုပြန်ပဲ့လွယ်ကတ်တာအရန်လွယ်တယ်ဗျအတင်းကြီးပေါ့နော်ဒီလိုမျိုးဟိုဒီမောလောက်ဒီလိုမျိုးအတင်းငယ်တွေလောက်ကတော့ဟိုသူသူကသားရဲ့ပုံလမ်းအဆင်ပြေတယ်ဗျဘာဘလူကသားလေတော့တောင်မန်တစ်ချောက်အားနဲ့ကြီးသွားမယ်ပြီးရင်ဖြတ်တင်ပေါ်ပြေးလိုက်မယ် ဒါကရုံးနေလိုက်ရ treatment တခုပဲဗျာဒါဘယ်မှာနာမည်ကြီးတာလဲဆိုတော့ဒီ knee bone fake ကိုကလာမှာရုံးနေလိုက်အဲ့လိုမျိုးလုတ်ပြတာဒီကနာမည်ကြီးသွားရဗျာဟောအဲ့လိုမျိုးရုံးနေလိုက်မှာဆိုရင် treatment တခုရှိနေတာပေါ့နော်လင်းမြုံမှာကြတော့တချို့ပေးဖို့မုံကြီးကောင်းနေကီလာဘတ်တွေရှိနေဆိုရင်ဟိုသူ့မှာအားမရှိဘူးလို့ကျွန်တော်ထင်တယ်ဗျာသူပြီးနေတဲ့ပုံနဲ့ကျွန်တော် ISP နဲ့ ISP ပွဲကြီးလိုက်တော့နော်သူ့ရဲ့ဘီယာက လိုအပ်ချက်ရှိသေးတယ်လို့ကျွန်တော်ထင်တယ်ဗျ။အဲအကြောင်းလဲနီးပြမယူရတယ်နော်ဗျ။ဤသက်ဖြူလေးတောင်ကိုရွေးလိုက်တယ်ဆိုတာကဤသက်ဖြူလေးရဲ့တူအားယုံအားဒီလိုမျိုးကြောင်းရွေးလိုက်တယ်ပေါ့နော်။ပြန်ရွှေထွန်းလို့ဆန်းတော်တော်လို့ယူပါခိုင်လို့နေကြောင်းလေသူကရှင်လို့မရအောင်ဗျ။ဆန်းတော်တော်နဲ့ရှင်မယ်ဆိုတော့ပရိသတ်တိုင်းလေးပြီးပါတယ်ဗျ။ဟိုဆန်းတော်တော်ကလက်ရှိမှာကောင်းနေဗျ။ပြီးတော့အကောင်းဆုံးပဲပေါ့။အဲ့တော့ ဟိုယူပါခိုင်းလို့ရွှေချင်းလို့ဆိုတာကလည်းဒီရှေ့မှာလည်းထားကစားရသလိုဟုတ်ကဲ့ယူပါခိုင်းနဲ့ရွှေချင်းကိုကျွန်တော်တို့ကဒီနောက်တန်းခံစင်အဆွေအဆွန်နေရာတွေလည်းထားကစားလို့ရတယ်ဗျအဲ့လိုမျိုးနီးပြကလည်းတွေးပြီးတော့မထည့်ရပဲပြင်ပါဘောနော်ဒါပေမဲ့ဗျကျွန်တော်အမြင်တော့ဒီရင်လုံးဤတော့ဗမာနာလူခင်ပါတယ်ဆိုရင်တော့လင်းမြေမှုလေးအခွင့်ပြီးတဲ့ကျွန်တော်ထင်တယ်ဗောနော် ခုပြောသွားတာရတာကျွန်တော်မြင်သက်သက်ပါပဲခင်ဗျာဟိုတချို့အမြင်မတူတာရှိရင်လည်းကိုယ်မှမမရောက်မှဖြစ်မချက်ပြီးခဲ့လို့ရပါတယ်ခင်ဗျာအားလုံးကြည့်ပြီးတင်ပါတယ် The defender PK